မင်္ဂလာပါပရိသတ်တို့ရေ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အရင်တစ်ခေါက်ဗီဒီယိုမှာတော့ Jujutsu Kaisen ဇာတ်လမ်းတွေက Special Great Sorcerers ၄ယောက်ထဲက၂ယောက်ဖြစ်တဲ့ Gojo နဲ့ Kato တို့အကြောင်းကိုပြောပြသွားခဲ့ပါတယ်။ဒီဗီဒီယိုမှာတော့အရင်ဗီဒီယိုမှာပြောဖို့ကြံသေးတဲ့နောက်ထပ် Special Great Sorcerer ၂ယောက်အကြောင်းကိုပြောပြသွားပါမယ်။ Sukumo Yuki Yugiya Special Great Sorcerer တွေကတော်ဦးတီတော်မင်္ဂလာ Sorcerer ဖြစ်သလို Jujutsu လောကရဲ့စီးမြင်တွေကိုတိတ်ဂယုမဆိုင်တဲ့အမော်ဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာဂျူဂျူဆုအဖွဲ့စည်းရဲ့အထက်ပိုင်းကလူကြီးတွေရဲ့အကင်းတွေပုံတွေကိုတိတ်သဘောမတွေ့ပါဘူး။အထက်ကညွန်ကြားထားသလိုဂျိန်းသားကောင်တွေကိုထက်ခါထက်ခါတတ်တာကရှင်းနေတဲ့ဂျိန်းသားကောင်တွေကိုပဲဖယ်ရှားလိုက်တာဖြစ်တာကြောင့်နောက်ထပ်ဂျိန်းသားကောင်တစ်တွေကထက်ရှိလာအောင်မှာပါ။ဒီနေ့လဟာပြဿနာတစ်ခုလုံးကိုမဖြေရှင်းနိုင်ဘူးလို့ယူကီကယူဆပါတယ်။သူမကသူမရဲ့လူသားတိုင်းစီကကျင်းသာစွမ်းအင်ကိုဖယ်ရှားခြင်းဆိုတဲ့နေလန်းအတိုင်းကဘာကြီးကိုကျင်းသာကောင်းလို့ရံကနေလွတ်အောင်လှုပ်ချင်နေတာပါ သူမဟာ special grade ဖြစ်တဲ့အပြင်သူမက regular star plus မှာ vessel ဖြစ်ရွေးချယ်ခံသူတစ်ယောက်လည်းဖြစ်ပါတယ်ယုကရာဒီကနိပညာကို star rain လို့ခေါ်ပြီးဒုမခန္ဓာကိုရဲ့အလေးချိန်ကိုတိုးလို့ရနိုင်တာပါ။ဒုမဟာအဲ့လိုအလေးချိန်တိုးသွားပေမဲ့တိုက်ခိုက်တဲ့နေရာမှာလေးလံနေကွေသွားခြင်းမရှိဘဲပို့ပူပြီးတန်မာလာပါတယ်။ဒုမဟာကန်ဂျကူနဲ့တိုက်တုံးကဆိုရင်လက်ပလာနဲ့ထိုးလိုက်တာတော့ကန်ဂျကူရဲ့လက်ကျိုးသွားခဲ့ပါတယ်။ဒီလိုအလေးချိန်တိုးစေတဲ့နိပညာကိုဒုမရဲ့ဂျိန်သာဝိညာဉ်ဖြစ်တဲ့ဂါရူဒါရဲ့ခန္ဓာကိုပေါ်မှာလဲအသုံးပြုလို့ရပါတယ်။ ဂါရူဒါဟာလန်နန်အဖြစ်နဲ့လည်းပြောင်းနိုင်သလိုသူတခင်ယူကီတန်ရရသွားတာကြောင့်သူ့ဘာသာဆက်လက်တိုက်ခိုက်နိုင်ပါ रे ယူကီဟာများသောအားဖြင့်ဂါရူဒါရဲ့ခန္ဓာကိုယ်ကိုဂျာပေါ်ဒါမှမဟုတ်ဘောလုံးလိုပုံစံပြောင်းပြီးတော့အဲ့ထဲကိုသူမရဲ့နှီးပညာတွေပေါင်းထည့်ကတိုက်ခိုက်လေးရှိပါ रे စတာရိတ်နှီးပညာဟာယူကီကိုဇလန်ထဲမှာအရန်ကိုကျန်တဲ့တိုက်ခွတ်တစ်ခုဖြစ်တဲ့ဘလက်ဟိုးတိုက်ခွတ်ကိုပြုလုပ်နိုင်စေပါ रे သူမရဲ့ခန္ဓာကိုယ်ကိုအရန်ကိုများပြတဲ့အလေးချိန်တွေထိုးလိုက်တဲ့အခါမှာသူမရဲ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးကအာကာသာတွင်းနေကြီးတစ်ခုဖြစ်ပြောင်းလဲသွားပါ रे ဒါပေမဲ့လေသူမကဒီအစွမ်းကိုအသုံးချလိုက်ရင်သေဆုံးမှာဖြစ်ပါတယ်။မန်ဂါအပိုင်း208မှာယူကီယာသူမရဲ့ခန္ဓာကိုယ်ကိုအာကာသာတွင်းတဲ့အဖြစ်ပြောင်းလဲခဲ့ပါတယ်။ကန်ဂျာကူဟာအငယ်ရွေးများသူသာထန်ကန်အကာယံကိုမသုံးခဲ့ဘူးဆိုရင်အဲ့ဒီအာကာသာတွင်းတဲ့ကတကဘာလုံးကိုတောင်ဖျက်ဆီးဖြစ်နိုင်တယ်လို့ဆိုပါတယ်။ယူကီယာနေမိချဲတွင်ခြင်းကိုခုခံနိုင်တဲ့ simple domain လို့တိုက်ကွန်မျိုးကိုလည်းအသုံးပြုနိုင်ပါသေးတယ်။သူမဟာတိုတိုရဲ့ဆရာဖြစ်ပြီးတိုတိုရဲ့မျက်နှာပေါ်ကအမာယုတ်ကသူမနဲ့လေ့ကျင့်ရလာခဲ့တာဖြစ်ပါတယ် သူမဟာပြောင်းမြန်ချင်းစာနိဗ္ဗညာကိုအသုံးပြုနိုင်တဲ့အပြင်သူမရဲ့ကိုယ်ပိုင်နေမြေချဲ့ထွင်ခြင်းတိုက်ခွက်လည်းရှိပေမယ့်အဲဒီတိုက်ခွက်ကိုတော့ဇလန်းထဲမှာပြသထားခြင်းမရှိပါဘူး။အော်ကာဆုယူတာယူတာဟာဂိုဂျူလောက်စွာမကြည့်ပေမယ့်တေချာပေါပါရမီရှိတဲ့ဂျူဂျူဆုမော်ဆရာတယောက်ပါ။သူဟာအထွေးကြုံတစ်နှစ်ထဲနဲ့တင် Special Grade Sorcerer ဖြစ်လာတဲ့ပြင်ဇလန်းထဲမှာချိန်စာပြင်စုခုနာပြင်ချိန်စာစွာရင်ဒုတိယအများဆုံးပိုင်ဆိုင်တဲ့သူဖြစ်ပါလေ။ယူတာရဲ့အဓိကနိဗ္ဗညာကတော့ရေကာကိုဆင့်ခေါ်နိုင်တာပဲဖြစ်ပါလေ။ သူဟာရီကာရဲ့နာမည်ကိုခေါ်ပြီးစင်ခေါ်နိုင်တယ်လို့တခါတလေမှာယူတာအန်ရဲ့ကြားရောက်နေတဲ့ကျင်ရီကာကသူ့ဘာသာပေါ်လာတတ်ပါတယ်ရီကာဟာစင်ခေါ်ခံလိုက်ရပြီဆိုတာနဲ့ယူတာရဲ့အမိန်တိုင်းလိုက်နာဆောင်ရွက်တဲ့အပြင်ယူတာကိုသူ့ဘာသာလှုပ်ရှားပြီးလက်ကွယ်ပါရီရီကာကိုအပြေအဝစင်ခေါ်လိုက်ရင်သူမရဲ့ခန္ဓာကိုယ်ထဲမှာကျိန်းစာစွမ်းအင်တွေနဲ့လက်နက်တွေကိုတူလောင်ထားနိုင်ပါရီဒါပြင်ရီကာကြောင့်ပဲယူတာဟာသူ့ရဲ့မွေးရပါနေပညာဖြစ်တဲ့ကော်ပီကူးယူခြင်းကိုအသုံးပြုနိုင်တာပါ ော်ပီကူးယူခြင်းနည်းပညာကအသုံးပြုသူကိုဘယ်ချိန်စာနည်းပညာကိုမဆိုကော်ပီယူပြီးသုံးနိုင်စေပါလိမ့်။ဒါပေမဲ့အဲ့ဒီနည်းပညာတိတိကျကျဘလို့လောက်လောက်တဲဆိုတော့ဖော်ပြထားခြင်းမရှိပါဘူး။လူပြောများတဲ့ theory တစ်ခုကတော့ယူတာဟာနည်းပညာကိုကော်ပီကူးပြီးအဲ့ဒီနည်းပညာသုံးတဲ့သူရဲ့ခန္ဓာကိုယ်စိတ်ပိုင်းတစ်ခုကိုစားသုံးဖို့လိုရင်းလို့ဆိုထားပါလိမ့်။ကော်ပီကူးတာဟာအကန့်အသတ်မရှိပဲယူတာဟာချိန်စာနည်းပညာအများကြီးကိုကော်ပီကူးထားလို့ရပါလိမ့်။ ဇလန်နဲ့မှာတော့သူဟာအီနိုမာကီရဲ့ဂျင်သာစွမ်းအင်ကလေးအသုံးပြုသူစိတ်တိုင်းကျဖြစ်ရတွေကိုထိန်းချုပ်နိုင်တဲ့ဂျင်သာမိန်ကုန်းဤပညာယူရိုရဲ့ကောင်းကင်ကိုထိတွေ့ကင်တွေလို့ရနိုင်တဲ့ပစ္စည်းတစ်ခုဖြစ်ပြောင်းလဲနိုင်တဲ့ကောင်းကင်ချဲလေခြင်းဤပညာနဲ့အမည်မသိဂျင်သာကောင်ထိချုပ်နိုင်တဲ့ဤပညာတွေကို copy ကူးပြခဲ့ပါတယ်အပြေးဝါဆင်းခေါ်ထားတဲ့ရစ်ကဟာယူတာရဲ့ဘေးမှာလိုက်ပါတိုက်ခိုက်နိုင်ပြီးတာမန်ထက်ပိုကျန်းတဲ့ပုံစံအသွင်မျိုးကိုပါပြောင်းလဲနိုင်ပြီးတော့သူမရဲ့မျက်လုံးကနေလေဆာရီဖြစ်လွတ်နိုင်ပါတယ် အဲ့ဒီလေသားတွေဟာဂက်တိုရဲ့ဥဇူမာကီကိုတော့အနိုင်တိုက်နိုင်ပါတယ်။ဒါပေမဲ့ယူတာဟာရီကာကို9မိနစ်ပဲပြေးသွားဆင့်ခေါ်နိုင်တာဖြစ်ပြီးအချိန်ပြည့်သွားရင်တော့ရီကာကပျက်စီးသွားမှာပါ။ယူတာဟာပြောင်းမြန်ချိန်စာနည်းပညာကိုလည်းအသုံးပြုနိုင်ပြီးရှော့ကိုနဲ့ဆုခိုးနာတို့လိုတခြားသူတွေကိုပါပြောင်းမြန်ချိန်စာကိုသုံးပြီးပြန်ကူပေးလို့ရပါတယ်။သူက Black Flash ဆိုတဲ့အရာကိုလည်းဂက်တိုနဲ့တိုက်တွန်းကအသုံးပြုခဲ့ပါသေးတယ်။သူရဲ့ domain ဖြစ်တဲ့စစ်မှန်သောအပြန်အလှန်ချစ်ချင်းဆိုတဲ့ domain ဟာဇလန်းထဲမှာအရင်ကထူးခြားတဲ့ domain တစ်ခုဖြစ်ပါတယ်။ ဒိုမိန်းထဲမှာဓာရီနဲ့ပြည့်တဲ့တိုက်ပွဲနေရာတစ်ခုဖြစ်ပြီးဓာရီတချောင်းချင်းစီမှာသူကိုယူထားတဲ့ကျင်းစာနည်းပညာတွေပါဝင်နေပါတယ်။ဓာရီဟာအရန်ကိုများပြားလုံးနာကြောင်းယူဒဟာမရေမထွက်နိုင်အောင်များပြားတဲ့ကျင်းစာနည်းပညာတွေကိုအသုံးချနိုင်ပါတယ်။သူဟာဓာတစ်ခုကိုဖွင့်လိုက်တာနဲ့ကျင်းစာနည်းပညာတစ်ခုကိုအသုံးချနိုင်တဲ့အပြင်ဓာကပါတဲ့ကျင်းစာနည်းပညာကသူ့ဒိုမိန်းထဲကရန်သူကိုတေချာပေါက်သွားထိမှာဖြစ်ပါတယ်။ဇလန်နေကမော်စီယာရီရဲ့ဒိုမိန်းတွေထဲမှာယူတာရဲ့ဒိုမိန်းတခုတွေကပဲအဲ့လိုလုံနိုင်စွမ်းရှိတာပါ။ ကဲပရိသတ်တို့ရေဒီဗီဒီယိုထဲမှာတော့ဂျူဂျူစုခိုင်ဆန်ဇလောင်းတွေက special grade sorcerer တွေအကြောင်းကိုပြောပြခဲ့တာပါဒီမော်ဆီယာတွေကတော့တရားဝင် special grade ဖြစ်တက်မှတ်ထားတာဖြစ်ပြီးဇလောင်းထဲမှာကန်ဂျာကိုနဲ့စကူနာတို့လိုတရားဝင်မဟုတ်တဲ့ special grade ဆင်းရှိမော်ဆီယာတွေလည်းရှိနေပါသေးတယ်အဲ့ဒီအကြောင်းကိုတော့နောက်မှပရိသတ်တို့ကိုဗီဒီယိုတက်တက်တစ်ပုတ်ထပ်လုပ်ပေးပါမယ်အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်